စဉ်းစားဖို့လိုပါတယ်ဒီမကြီးကိုမောင်မတို့အောင်မြင်ခြင်းတို့ကောင်းစားခြင်းတို့ဆိုတာကြိုးစားခြင်းနဲ့မဆိုင်ဘူးနားထောင်ကြီးကိုမောင်မတို့ကြိုးစားလို့သာအောင်မြင်မယ်ကောင်းစားမယ်ဆိုရင် လမ်းဘေးမှာကူလီထမ်းနေတဲ့ကောင်တွေအလုတ်ကျန်းလုံတဲ့ကောင်တွေကမနှက်ကနေညထီထမ်းနေတာဆယ်နှစ်ကျော်ပြီမကောင်းစားဘူးဒီလောက်ကဒီလောက်ပဲ why ကျိုးစားလို့ကောင်းစားတာမဟုတ်ဘူးစိတ်နှလုံးကောင်းမှကောင်းစားခြင်းဟာတန်လိုက်ကတန်လိုက်နဲ့ကတ်တယ်လို့လာကတ်တာ ကောင်းစားခြင်းတို့အောင်မြင်ခြင်းတို့ဆိုတာကကြိုးစားခြင်းနဲ့လုံးဝမဆိုင်ဘူးကိုပါတာလှုပ်ရှားရှိတာတော့လှုပ်ပါတယ်ကျွန်တော်တို့လည်းကြိုးစားပါတယ်ဒါပေမဲ့အောင်မြင်ဖို့ကြိုးစားတာမဟုတ်ဘူးကိုယ့်ရဲ့တန်ဖိုးကိုမကြတော့ထိန်းနေတာဒါပဲ လူတယောက်ကချမ်းသာအောင်လုပ်ရှာမလို့ကိုတံပိုးကိုမြင့်တင်တက်ဖို့ပဲအရေးကြီးတယ်။ကိုရဲ့တံပိုးကိုဘလို့မြင့်တင်လဲ။ကိုရဲ့တံပိုးကိုဘလို့ကြအောင်လုပ်လို့ရလဲဆရာရှင်းပြမယ်ကို။တံပိုးတက်ချင်အချိန်မဖြုံးနဲ့။တံပိုးကျချင်အချိန်ဖြုံး။โอเค င်းတံပိုးတက်ချင်ရင်အဲ့ဒီ social media တွေကိုအချိန်ကုန်မှခနဲ့ social media တွေမှာ facebook တွေဘာတွေမှာသူများအကြောင်းတွေထိုင်နှားထောင်နေလို့တင်းဘွားတိုးတက်လာမှာမဟုတ်ဘူး သင်ဘာလုပ်ရမလဲဆိုတဲ့အရာတွေကိုသိဖို့ရန်အတွက်ကသင် study လုပ်ရတယ်သူများအကြောင်းတိလို့မရဘူးသူများအကြောင်းတိတာထက်သူများအကြောင်းတိပြီးတော့ဟိုလူမကောင်းကြောင်းဒီလူမကောင်းကြောင်းထိုင်ပြောနေတဲ့ဟာကသူများရဲ့မကောင်းတဲ့အရာတွေအလုံးသိအထဲမှာဘာလို့အဝင်ခံမှာလဲဒါဆိုတော့အဲ့ဒီအရာတွေအလုံးအများစုကဘာဖြစ်စေလဲစိတ်နှလုံးမကောင်းအောင်လုပ်နေပြီဟိုလူမကောင်းကြောင်းကြားတယ်ကိုစိတ်ဆိုးတယ်ကိုလည်းဘာလုပ်လဲဝင်ဆဲတယ်ဝင်ပြောတယ် ဘာဖြစ်သွားပြီလဲဆဲတာပြဿနာမဟုတ်ဘူးကိုမတိတဲ့လူတယောက်ကိုထိုင်ဆဲတတ်တဲ့နှလုံးသားကြီးရစင်နှလုံးမကောင်းစားခြင်းအဲ့မှာဘာဖြစ်သွားပြီလဲအလဲစားခံလိုက်ရပြီလှဲစားခံလိုက်ရပြီလူတယောက်ကိုတင်ជីជីလင်းလင်းနဲ့မကြည့်တတ်လို့မရအောင်ဆရာ ministry ထဲမှာရှိတဲ့သူလဲဆရာပြော